နစ်ဆာကပြထားတယ်မွေကနန်းဖိုင်ပေါ့ဒီအချိန်မှာဥနိုင်ကစားမှာပေါ့နော်ဒီအချိန်မှာကစားမှာဆိုတော့ဥနိုင်ကအဲ့တော့ဘယ်လိုပုံစံမျိုးနဲ့ပြရမလဲဆိုတော့နော်အဲ့ဒီလူလေးပြမှာလူလေးပြမှာရှင်းမှာပထမဆုံးဥနိုင်တိုင်မင်ဒေတာလေးကိုပြမယ်နော်တိုင်မင်ဒေတာလေးကိုပြမယ်ဆိုတော့ငါးထိပ်နောက်ပေါင်းခွန်ငါးထိပ်နောက်ပေါင်းခွန်လို့ကစားပြတာ ਨੇ တိပရိတ်နော်တိပရိတ်ဒီသုံးလုံးပေါင်းခြင်းဒီ6လို့ထည့် ဲ့လိုထည့်ပြီးတဲ့ဒီသုံးလုံးပေါင်း၄လုံးပေါင်းချင်း၄လို့ထည့်ဟုတ်ပြီအဲ့တကက်ပေါ့နော်ပရမတကက်အဲ့လိုကစားပြနေသူ့ရဲ့နောက်တစ်နှစ်မှာကြတော့ဗရိတ်၉ကိုဘီမောက်ကို၉လို့ကစားတယ်၉လို့ကစားပြီးတော့မှသူ့ရဲ့နှစ်ပင်ကျော်မှာမာဗရိတ်လို့ကစားတယ်ဒါပရမတကက်နော်တိုင်မင်ကွာဝေးသူကအတူတူပဲတိုင်မင်ကွာဝေးအတူတူပဲဒုတိယကတ်မှာလည်းအဲ့လိုပဲ၅ထိပ်နောက်ပေါင်း၇လို့ကစားတယ်ဒီပရိတ်၁ဒီ၃လုံး၆လို့ထည့် ထည့်မိလာနဲ့ဒီသုံးလုံးပေါင်းခြင်း၅ကို၄လုံးပေါင်းခြင်း၅လို့ထည့်ပထမ၄ပေါ့အခုကျ၅ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီမှာပရိရှိကိုဒီသုံးလုံး၈လို့ထည့်တယ်ထည့်မိလာနဲ့သူ့ရဲ့နှစ်ပွဲစုံမှာ၅ပရိလို့ပဲပြန်ကစားတယ်နော်ကြည့်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့တတိယကတတိယကမှလည်းအဲ့လိုပဲ၅ထိနောက်ပေါင်းခွန်းလို့ကစားတယ်ကစားပြန်တဲ့ပရိ၁ဒီသုံးလုံးပေါင်းခြင်း၆လို့ထည့်နော်အဲ့လိုထည့်ပြန်တဲ့ဒီသုံးလုံးပေါင်းခြင်း၆ကိုဒီ၄လုံးပေါင်းခြင်း၆လို့ထည့် 456စီနီယံထည့်လိုက်တာထည့်ပြီးတာနဲ့ဒီပရိတ်ဒီခွန်ဒီဒီသုံးလုံးပေါင်းချင်းခွန်လို့ထည့်နော်ဒါကြကိုရှိခွန်လို့ထည့်ထည့်တဲ့အတိုင်းနှစ်ပွဲကျော်မှဒီမှာငါးပရိတ်လို့ကစားမှာဟုတ်ပြီကြံတဲ့ဒီဂျားထဲမှာထောက်ချက်တွေအများကြီးတော့ကြံတာပေါ့နော်ဒါဦးနိုင်ရှင်းမပြတော့ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ကဒီပထမနော်ပထမအကြိမ်ကစားတဲ့နော်ပထမအကြိမ်ကစားတဲ့ဒီဖြစ်စဉ်တွေအားလုံးကိုထောက်လိုက်တယ် ြည်စင်ဒီအားလုံးကိုထောက်ပြီးတဲ့ဒီငါးပြိတ်ဒီဘယ်ကနေလာမလဲဒီကနေလာမှာနော်သူ့ရဲ့ဒီအောက်ကနေပြီးတော့ရီလိုက်ပေါ့နော်သူ့ရဲ့ဒီအောက်ကနေပြီးရီလိုက်ပေါ့ဒီအောက်ကနေသူ့ဘယ်ကနေရီလိုက်တေ2 3 4 5 6ပင်မြောက်မှာငါးပြိတ်6ပင်မြောက်မှာငါးပြိတ်အဲ့ဒီငါးပြိတ်ကြောင့်ရှီပေါင်းငါရှီပေါင်းငါကြောင့်ဒီမှာပြိတ်ငါပြိတ်ငါကြောင့်ဒီဇောင်း၃လုံးပေါင်းရင်ငါလို့ထည့်နော်ငါးပြိတ်ရှီပေါင်းငါ ပရိငါဇောင်းသုံးလုံးပေါင်းခြင်းငါအဲ့လိုငါဖြစ်ရှင်တွေထည့်ခဲ့တဲ့တို့ငါရပါပါသည်ဒီသုံးလုံးပေါင်းတုံညဒီသုံးလုံးပေါင်းတုံညဒီသုံးလုံးပေါင်းတုံညလို့ထည့်တုံညလို့ထည့်ပြီးတဲ့နေသူကတိပရိနဲ့ကိုပရိနဲ့ပေါင်းခြင်းဒီလေတုံညလို့ပြန်ချုပ်လိုက်တယ်အဲ့တော့အဲ့လိုချုပ်လိုက်တဲ့အတွက်ကိုပရမတည်ခဲ့တဲ့438ဆိုတဲ့ကဏန်းရေဒီမှာထားခဲ့တဲ့ခွန်တုံညရှိဆိုတဲ့ကဏန်းရေနော် ၄၃၈ဆိုတဲ့ကဏန်းကလည်းမွေးကဏန်းထွက်မယ်၃ညာ၇၈ဆိုတဲ့ကဏန်းကတော့ဒီဖြစ်စဉ်တွေအားလုံးကိုတီးပြီးတော့ဒီနေရာမှာထွက်တယ်ထွက်ပြီးတော့လေသူ့ရဲ့အောက်မှာ၃၄၈ဆိုတဲ့ကဏန်းပတ်လေဆက်ထွက်မယ်သူ့ရဲ့ဒီဖြစ်စဉ်လေးနှစ်ခုပါပေါ့နော်ဒါပထမတစ်ကပ်ပြီးသွားပြီဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒုတိယအကပ်ဒုတိယအကပ်မှာလည်းအဲ့လိုပဲသူ့ရဲ့ဘေးကနေရီလိုက်၁၂၃၄၅၆မှာဗတိ၅လို့ပဲပြန်လာ၅မိနစ်လို့ပြန်လာတယ်နှစ်ပွဲကြတော့၅ ရှေးပေါင်း9လို့လာတယ်ပြီးတော့ ਨੇ ပရိင်9လို့ပြန်ထည့်တယ်ငါပရိရှေးပေါင်း9ပရိင်9အဲ့ဒီပရိင်9ဒီဒီ3လုံးပေါင်းခြင်း9လို့ထည့်ငါလို့ထည့်တဲ့အတွက်9ရဲ့ပါဝါဒီဒီ3လုံးပေါင်း3ညဒီ3လုံးပေါင်း3ညဒီ3လုံးပေါင်း3ညလို့ထည့်ပြီးတာ ਨੇ ဒီနှစ်ပရိင်နဲ့ရှေးပရိင်နဲ့ပေါင်းခြင်းလဲ3ညလို့ပြန်ချုပ်တယ်အဲ့လို3ညလို့ချုပ်လိုက်တဲ့အတွက်ကို960ဆိုတဲ့ကဏ္ဍပတ်လေရေဒီမှာထောင်ခဲ့တဲ့6 3ည9ဆိုတဲ့ကဏ္ဍပတ်လေရေ960ရဲ့6 3ည9ရဲ့နှစ်ခုတူတာတော့မှ နှစ်ကြိမ်လုံးထွက်တယ်နော်အဲ့တော့ဒီမှာထောင်ခဲ့တဲ့639ဆိုတဲ့ကဏ္ဍဒီဒီဖြစ်စဉ်ဒီအားလုံးကိုတီးပြီးတော့ဒီနေရာကိုထွက်တယ်ထွက်ပြီးတာနဲ့ဒီမှာထားခဲ့တဲ့960ဆိုတဲ့ကဏ္ဍကသူ့ရဲ့အောက်မှာ လိုက်ပြီးတော့အကွက်ရွှေစနစ်နဲ့ထက်ထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတတိယအကပ်ပေါ့နော်တတိယအကပ်မှာလည်းအဲ့ဒီလိုပဲဦးနိုင်တို့ဒီဖြစ်စဉ်ဒီအားလုံးကိုတီးလိုက်တယ်တီးပြီးတော့သူ့ရဲ့ဘေးကနေရှီလိုက်တယ်တီး ကျော်မှာပရိငါပဲနော်ပရိငါနှစ်ပွဲကျော်မှာရှီပေါင်းငါပရိငါလို့ထည့်တယ်ငါပရိရှီပေါင်းငါပရိငါအဲ့ဒီပရိငါကြောင့်ဒီသုံးလုံးပေါင်းခြင်းလဲငါလို့ထည့်တယ်ငါလို့ထည့်ပြီးတဲ့ငါပါပါသည်ဒီသုံးလုံးတုံညဒီသုံးလုံးတုံညဒီသုံးလုံးတုံညလို့ကစားပြီးတာနဲ့ပရိနှစ်ခုပေါင်းခြင်းကလဲတုံညလို့ချုပ်လိုက်တဲ့အတွက်ကိုကိုကိုခွန်းဆိုတဲ့ကဏ္ဍအကွက်ရွှေစနစ်နဲ့ပတ်လိုက်လဲထွက်ရမယ် ဒီမှာထောင်ခဲ့တဲ့ကိုကိုခွန်းဆိုတဲ့ကဏ္ဍဒီဒီဖြစ်စဉ်ဒီအလုံးကိုတီးပြီးတော့ဒီနေရာလေးမှာဦးနိုင်ကကစားချင်တာအင်မတန်မှကစားခွင့်လှပတယ်ပေါ့နော်ဒါပထမဦးဆုံး၅ပရိရှင်းပေါင်းကပရိ၅ဇောင်းသုံးလုံး၅လို့ဖြစ်ခဲ့တဲ့အတွက်ကို၅ပါဝါ၃ည၃ည၃ညပရိနှစ်ခုပေါင်း၃ညလို့ပြန်ချုပ်တဲ့အတွက်၃၄၈ဆိုတဲ့အကွက်ရွှေကဏ္ဍပတ်လေတစ်ကွက်ထွက်မယ် ဒီမှာထောင်ခဲ့တဲ့တုံညာခွန်ရှိစုတဲ့ကနန်းကဒီဖြစ်စဉ်ဒီအားလုံးကိုတီးပြီးတော့ဒီနေရာကိုအရင်ထွက်တယ်ထွက်ပြီးတော့မှ3 4ရှစ်ကသူ့အောက်ကိုထွက်တယ်ဒါသူကလည်းအချိန်ပါပြီးသားပေါ့ဒါလေးရတော့ဒါဥနယ်ရဲ့မန်ပါအဖွဲ့ဝင်မေးဆွေတွေကိုသူ့အချိန်ရောက်အောင်ပြပေးမယ်ပေါ့နော်ဟုတ်ပြီဒုတိယအကတ်မှာလည်းအဲ့ဒီလိုပဲတီ2 3 4 5 6 9 10ပင်အောက်မှာငါးပရိတ်လို့ဖြစ်တယ်ဖြစ်ပြီးတာနဲ့ရှေးပေါင်းကပရိတ်ငါဒီ3လုံး9လို့ဖြစ် ထည့်ပြီးတဲ့နဲ့ငါးပါပါဒီဒီသုံးလုံးတုံညဒီသုံးလုံးတုံညဒီသုံးလုံးတုံညလို့ကစားတယ်ကစားပြီးတော့ဗရိတ်နှစ်ခုပေါင်းရင်လည်းတုံညလို့ထည့်တယ်ထည့်တဲ့အတွက်ကို960ဆိုတဲ့ကဏ္ဍအကွက်ရွှေစနစ်တကွက်ရဲ့ထောင်ခဲ့တဲ့6တုံညကိုဆိုတဲ့ကဏ္ဍရဲ့6တုံညကိုလို့ထောင်ခဲ့တဲ့ငါးဒီဒီဖြစ်စဉ်တွေအားလုံးကိုတီးပြီးတော့ဒီနေရာကိုထွက်တယ်ထွက်ပြီးတာနဲ့အဲ့သူ့ရဲ့အောက်မှာ960ဆိုတဲ့ကဏ္ဍပတ်လေအကွက်ရွှေစနစ်နဲ့ဒီမှာထွက်တယ်နော်ကြည့်ဟုတ်ပြီဒါဆိုရင် ဦးနိုင်တို့ဒီတတိယကန့်အနေနဲ့တင်းနေ3 4 5 6 9 8 9 0ဘင်းအောက်မှာလဲပရိင္းအဲ့ပရိင္းကိုရှီပေါင္းရှီပေါင္းကပရိင္းလို့ထည့်ပရိင္းလို့ထည့်လို့ဇောင်းပေါင်းညံ့လဲင္းလို့ထည့်တဲ့အတွက်ဒီ3လုံး3ညဒီ3လုံး3ညဒီ3လုံး3ညပရိင္းနှစ်ခုပေါင်းညံ့လဲ3ညလို့ချုပ်တဲ့အတွက်ကို6 6ခွန်းဆိုတဲ့ကဏ္ဍပတ်လဲရလဲအကွက်ရွှေစနေနဲ့ထွက်ရမယ်6 6ခွန်းလို့ထောင်ခဲ့တဲ့3လုံးပေါင်းညံ့င္းကလဲ ဒီဖြစ်စဉ်တွေအားလုံးကိုတီးမိပြီးတော့ဒီနေရာကိုထွက်ရမယ်ဆိုတော့ဒီ Google ကွန်ဆိုတဲ့ကဏ္ဍဒီဒီနေ့ထက်မှာနှစ်ကြိမ်အောင်ထွက်ရမှာပေါ့เนาะကြည့်ဟုတ်ပြီ